ပါဗျာအဲဒါတော့ဆရာခုနလည်းဟိုရှင်းပြတယ်မှာတော့ပါတယ်ပေါ့နော်ဒါပေမဲ့ဒီလူနာမေးထားတာတော့စီးတယ်မကြခဏသွားရင်လည်းကြောက်ကက်ကိုတယ်ထိခိုက်နိုင်ပါသလားရှုခဏနာပေါ့ရင်အဲရှုခဏနာပေါ့ကြာအေးပေါ့ तू ကတော့မိကောကနည်းနည်းတူတူတုတ်တုတ်ဖြစ်လာနော် short to the point အဲ့တော့ရှုခဏနာပေါ့တာကတော့ဟိုရာသီဥအေးရင်လည်းတော့ခဏနာပေါ့နိုင်တာ နော်ရှူပေါက်ချင်းဖြစ်စင်ဟာကြောက်ကတ်ကိုထိခိုက်နေသလားဗောနော်အဲ့လိုပြောအဲ့လိုအဲ့လိုပြည်ရေဆိုရင်တော့ဟိုရှူပေါက်ယူနေရတော့ကြောက်ကတ်မပြတ်နိုင်ဘူးဗောကျွန်တော်မြင်လာတော့လေရှူပေါက်ဒါပေမဲ့ရှူပေါက်ရတဲ့အကြောင်းရင်းပဲပြန်စဉ်းစားရမှာခုနပြောလို့လေရှူပေါက်ရတဲ့အကြောင်းရင်းကဘာကြောင့်ပေါက်တာလဲဗောပဲမူတည်မယ်လို့ကျွန်တော်ထင်တယ်ရှူပေါက်နေတိုင်းတော့စိတ်ပူစားမှာရှူပေါက်တယ်ဆိုတော့ရှူပေါက်တယ်ပြောတာရှူကများလားနေလားတော့မပြောထားဘူးဗောနော်တကယ်တော့ဒီနေ့ဟိုပေါက်လိုက်တော့ရေတံမှုသုံးမှုကျော်စားလောက်သွားတယ်ဆိုရင်တော့ဒါရှူပေါက်တာများတယ် ။အော်ရေရမှုတော့မဟုတ်ဘူး3လီတာ။ဟုတ်တော့မဟုတ်ဘူး။အေးသုံးမှုသုံးမှုခွဲကျော်လောက်ဆိုရင်ဒါဆိုများပြီ။များပြီ။ဒါပေမဲ့အဲအများတိုင်းရောယောဂါလားဆိုတော့အဲ့လိုပြောတော့ခက်သေးတယ်။ဟုတ်အော်မဟုတ်လား။အဲ့လိုလည်းပြောတော့မခက်သေးဘူး။ဘာလို့လဲဆိုတော့ तू ကဥမာသာပြောတော့ရေတောက်များတယ်ဗျာ။ကျွန်တော်ကရေဒီတန်မှုတနေ့၅ဘူးလောက်တောက်ရင်၅ဘူးလောက်ပြန်ထွက်မှာပေါ့။ဒါသူ့ကြောက်ွက်ကသူ့အလုပ်သူလုပ်တာเนาะသူ့လုပ်သူလုပ်တာဆိုတော့ငါးဘူးတောက်လို့ငါးဘူးထွက်တာတော့ဒါပုံမှန်ပဲလို့ပြောအောင်နောက်တစ်ခုကလည်းပါတယ်ဥမာ သူကဟိုကော်ဖီတွေရမ်းတောက်တယ်နော်ဟိုဂျူးစေရမ်းတောက်တယ်နောက်ဒီဘီယာတို့အယ်ကိုဟိုတို့တောက်ရင်လည်းသူရှူးသွားများတာ哦အဲ့ဒါလေသူကကြောက်ကွက်ကသူ့လို့သူလောက်တာပေါ့နောက်တစ်ခါရှောင်းဝင်တဲ့ယောက်ကလိုအပ်လို့ပေါ့နော်သူမှာနှလုံးယောက်ကဖြစ်ကြောက်ကွက်ယောက်တခုလိုအပ်လို့သူစီးစီးပေးလိုက်ရင်လည်းငကိုထက်ထော်စီးပို့သွားမှာအဲ့ဒါလေကြောက်ကွက်ကသူ့လို့သူလောက်တာဖြစ်တဲ့အကြောင်းမလို့စီးသွားလို့တော့ကြောက်ကွက်မပြတ်နိုင်ဘူးဒါပေမဲ့တခြားပြတ်နိုင်တဲ့အကြောင်းရင်းတော့ရှိတာပေါ့ဥမာစီးချိုစမားစီးချိုတွေမကောင်းဆိုလေရှူးရရမ်းပေါက်တာ အခုကတော့စီဂျိုကြောင့်မေးတယ်ဆိုတော့သူလဲစီဂျိုကွန်ထရိုးမကောင်းလို့ရှူးတွေများနေတယ်ဆိုရင်တော့ကွန်ထရိုးကောင်းအောင်လုပ်မရမရဘူးဆိုရင်တော့ရှူးပေါက်လို့တော့မရမှာမဟုတ်ဘူးဟိုကြောက်ကက်ပြတ်မှာမဟုတ်ဘူးစီဂျိုတွေများရင်တော့ကြောက်ကက်ထိသွားနိုင်တယ်ကြောက်ကက်ထိသွားနိုင်တယ်နောက်တစ်ခုကလည်းဟိုဥမာကြောက်တွေပိတ်တယ်လို့မျိုးသားဆိုရှိတယ်လေမျိုးသားဆိုစီကြိတ်ကြီးလို့ရှိရင်ရှူးခရနာပေါက်လာအဲစီကြိတ်ကလာပိတ်နေဆိုတော့ဒါမျိုးရေရှည်ထားရင်တော့အဲကြောက်ကက်ပြတ်သွားနိုင်တယ်အဲ့တော့ဒါဆိုရင်တော့ဆရာရှူးရှူးပေါက်တိုင်းရှူးရှူးများတိုင်းကအเจ้าညာငကူကြောင့်ဖြစ်နိုင်တယ်ဗောနော် ပုံမှန်ကြောက်ကဲကျမ်းမာလို့လည်းရှူရှူပေါက်နိုင်တယ်ဆိုရေအများကြီးတောက်ရင်လည်းရှူရှူပေါက်နိုင်တယ်ပေါ့နော်နောက်နောက်တစ်ခုကကြတော့ဟိုကျမ်းမာကြောက်ကဲမကောင်းရင်ဇာခုနပြောသွားတဲ့ဇာခါမှာကြောက်ကဲမကောင်းရင်ရှူ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 ပေါက်ကြောက်ကဲဟုတ်တယ်ဟိုမကောင်းဖြစ်ခါစားလေးမှာတော့ရှူရှူများများပေါက်သွားနိုင်ခြေရှိတယ်ဒါပေမဲ့ကောင်းတာတော့ပေါ့နော်ဟိုဟိုဘယ်လိုလဲဆိုအခုကရှူများနေပြီဆိုရင်သူစီလိုလဲရှိရဆိုရင်ကိုယ်ဆောင်ဝင်ပြန်မေးကြည့်လိုက်အဲ့ဒါပိုကောင်းတယ်အဲ့မှာကိုယ့်ကိုယ်လည်းသုံးသပ်ကြည့်လိုက်ပေါ့ငါရေတောက်တာများနေလားတခါလေးလည်းရှိတယ် စည်းချိုမကောင်းတော့ရှူကရမ်းပေါက်တော့ရေရတောက်ချင်မြန်အောင်အဲ့တော့ဆိုတော့စည်းချိုလည်းကောင်းနေတယ်ကိုယ်လည်းရေလည်းအများကြီးမတောက်ဘူးကိုကရှူတွေပဲနင်းငယ်ပေါက်နေဆိုရင်တော့ဆံဝင်တဲ့တိုင်ပင်ကြည့်လိုက်ဘာလို့ဆိုတော့တခြားရှူများစီတယ်တခြားယောဂါတွေလည်းရှိသေးတယ်စီးစီးကိုထိန်းတဲ့ဟော်မုန်းပေါ့ခေါင်းထဲထွက်တဲ့ဟော်မုန်းကနည်းနေတာအဲ့ဟော်မုန်းကိုကြောက်ကကမတိတာဒါမျိုးတွေရှိတယ်ဒါရဲကကြောက်ကတော့မပြတ်ဘူးဒါပေမဲ့သူတို့လည်းကုရမယ်ယောဂါတွေဆိုတော့လေအဲသူလည်းသတိတော့ထားတင်တယ်ပေါ့ဒါပေမဲ့စီးများတိုင်းတော့အာကိုက ငါကြောက်ကပြတ်ပါပြီလို့ answer ဒီတော့ဖြစ်ရမှာလို့ဘောဟုတ်ကဲ့ဟုတ်ကြာဟုတ်ဒီလူနာကတော့ဗောနော်ဒါကတော့သူကတော့စီကျိုလူနာငါကိုကရရှိရလို့မြို့ထဲကသူဘာလေးလာထားလဲဆိုတော့သူကအဲစီကျိုယောဂမှာတဲ့ pancreas ဗောနော်အစာထိုးလို့ရတယ်ဆိုတာတဲ့သိရပါတယ်တဲ့မြန်မာနိုင်ငံမှာဟောတဲ့ရနပ်လေတာကျွမ်းကန်ဟုတ်ဟိုစီကျိုပျောက်သွားအောင်ဗော pancreas ကိုလဲလိုက်ရင်သူအဓိက ပန်ခရက်စ်ကကြတော့အင်ဆူလင်ထုတ်ပေးတယ်အဲ့တော့ကျွန်တော်တို့ကအင်ဆူလင်မရှိလို့နေသွားလို့ဆိုတော့ပန်ခရက်အစားထိုးလိုက်လို့ရှိရင်စီးလို့ပျောက်သွားနိုင်ကြီးပေါ့နော်သူကြားဘူးတာလည်းမှန်နေပြဒါပေမဲ့ဟိုတကယ်တော့အမျိုးသားနှစ်စီးဂျူပေါ့နော်အဖြစ်များတာအမျိုးသားနှစ်ကဖြစ်များအဲ့မှာမလုမလုတက်တော့ပဲအဓိကအမျိုးသားတစ်စီးဂျူမှာပဲပန်ခရက်အစားထိုးကြအဲ့ဒါလေဒီတိုင်းကျွန်တော်တို့ကအင်ဆူလင်မထိုးခြင်းလို့မျိုးသားတစ်ကကြတော့ pancreas မှာကဒါဘီတာဆဲရှိတယ်အဲ့ဘီတာဆဲကနေအင်ဆူလင်ထုတ်တယ် အဲ့ထုတ်တဲ့ဘီတာဆဲကိုကျွန်တော်ခုခံအားကမှားပြီးတွားတိုက်တာပေါ့မှားပြီးတော့တိုက်လိုက်တော့အဲ့အကုန်လုံးကုန်သွားကုန်သွားတော့အင်ဆိုလင်မထုတ်နိုင်တော့မျိုးစတက်စီးကျိုဖြစ်သွားပေါ့ငွေရွေးနဲ့ဖြစ်သွားအဲ့တော့ဒီမိုးချွေမြန်အစားထိုးလိုက်လို့ရှိရင်ဒီမျိုးစတက်စီးကျိုကအင်ဆိုလင်ထိုးကြမလို့တော့ဘူးပေါ့ဒါပေမဲ့စဉ်းစားကြည့်ပေါ့မိုးချွေကြီးကိုအစားထိုးတာဒါလွယ်တဲ့ကိစ္စမဟုတ်ဘူးလေသူများကျွန်တော်ကနောက်မှကတ်နေရနော်ဟုတ်တယ်ဟိုကျွန်တော်စိုင်းနောက်မှာစိုင်းနောက်မှာဟုတ်တယ်လွယ်တော့မလွယ်ဘူး ဲ့တော့အဲ့ဒါလွယ်လဲမလွယ်ဘူးသူများကိုစားထိုးပြီးရင်လဲသူများခန္ဓာကိုယ်ကအစိပ်ပိုင်းဆိုတော့ကိုယ်ခန္ဓာကိုယ်ကတိုက်ထုတ်မပြည့်အောင်လဲကိုယ်ခန္ဓာကြရတဲ့စိတ်ဓာတ်တောက်ပါသေးတယ်အဲ့တော့ဒါလွယ်လွယ်ကူမဟုတ်တော့သူကဘယ်ခါမှလုပ်လဲဆိုရင်မျိုးစတဲ့စီဂျိုတွေကိုဒီလိုပဲကုတယ်ကုတယ်ပေါ့နော်ကုရင်းနဲ့ကွန်ထရိုးမကောင်းတော့ရေရှည်မှာသူတို့ကကြောက်ကက်ပြတ်သွားပြတ်သွားပေါ့ကွန်ထရိုးမကောင်းလို့ပြတ်သွားပေါ့နော်ပြတ်သွားတဲ့သူတွေကြရင်တော့ကြောက်ကက်ကလဲရင်လဲမလဲရင်စိတ်ရမှာဘူးအဲဆိုရင်ကြောက်ကက်လဲရတော့မှာပေါ့ဒါဆိုရင်ကြောက်ကက်လဲမဲ့အတူတူကြောက်ကက်လဲတော့ ကြောက်ကဲသူများကြောက်ကဲကြီးကိုယ်တည်းကိုလာထဲတော့မှာလာထဲလိုက်ပြီဆိုရင်ခုနပြောသူပဲခုကန်အားတိုက်တော့မှာအဲ့တော့ဒီခုကန်အားကိုလည်းချမဲ့အတူတူမထူမုတ်ချိုကြီးလေးပါရရင် pancreas လေးပါယူပြီးတော့ထည့်လိုက်ရင်တခါလေ insulin မှာထိုးကြမလို့ဖြစ်သွားမယ်ဆိုပြီးတော့သူက myositis စီးကြိုတွေကြောက်ကဲ့ပြတ်သွားရင်တို့တို့ကကြောက်ကဲ့လဲင်းနဲ့မုတ်ချိုကြီးပါလဲပလိုက်လဲလိုက်တာနှစ်ကတော့လောကမလုတ်တင်တဲ့အထက်မှာပါတာပေါ့နှစ်ကတော့အေးပေါ့နှစ်ကကြတော့သူကဟို လဲလိုက်လေသူကအင်ဆူလင်မရှိတာတည်းဆိုရင်သူကအင်ဆူလင် resistant ဖြစ်နေတယ်ဖြစ်နေတာဆိုတော့အင်ဆူလင်ကခန္ဓာကိုယ်ကတိတ်ပြီးတော့ဟိုဟိုဘာလို့အစွဲမထက်တော့မထက်တော့တာဖြစ်တယ်နောက်တခြားအမျိုးသားနဲ့မှာတခြားဟော်မုန်းတွေလည်းပါဝင်ပတ်သက်သေးတယ်ဆိုတော့လေသူလဲလိုက်ဝင်နေပြဿနာမဖြေလည်သွားဘူးပေါ့မဖြေလည်သွားတော့အမျိုးသားတိတိမှလဲလိုက်လဲလိုက်ရင်လည်းတသက်လုံးပြောက်သွားလားဆိုတော့မေးစရာတော့ရှိတယ်တသက်လုံးရင်လည်းမဟုတ်ပြန်သူက9နှစ်10နှစ်လောက်ပေါ့နော်9နှစ်10နှစ်လောက်ထိကိုသူကရေပွားအမြင့်ထိန်းထားနိုင်တယ် စိုးတာလည်းဖြစ်နိုင်တယ်နောက်ကျတာလည်းဖြစ်နိုင်တယ်အင်ဆူလင်ပြန်လိုသွားနိုင်တယ်အဓိကတော့ तू ယူ तू များချက်ယူထားတဲ့မုတ်ချွေးက10နှစ်ပဲခံ तू နေတတန်တတန်10နှစ်ပဲအဓိကတော့မဟုတ်ဘူးပေါ့အဓိကတော့မဟုတ်ဘူး तू ခန္ဓာကိုယ်ကဘယ်လောက်ထိဒီမုတ်ချွေးကိုမတိုက်ဖဲနဲ့ထိန်းထားနိုင်လဲကိုယ်ကလည်းစီးတရားဘယ်လောက်နှိမ့်နိုင်လဲဆိုတော့ပေါ့မူတည်တာပေါ့နော်အဲ့တော့ဟိုမြန်မာနိုင်ငံမှာလုပ်လို့ရလားဆိုတော့မြန်မာနိုင်ငံမှာတော့ဟိုလုပ်တယ်လို့ကျွန်တော်တို့မကြားမိဘူးပေါ့နော်မရဘူးလို့ပဲကျွန်တော်တို့ထင်တယ်အဲ့တော့လုတ်တာလည်းမျိုးစားတစ်တွေမှာလုတ်တာဒီတိုင်းလည်းမဟုတ်ဘူး ကြောက်ကက်ပြတ်သွားတော့မှကြောက်ကက်နဲ့ပါရောလေးလိုက်တော့တင်းတင်းကြဲကြဲတော့ဟိုဟာတိတ်လောက်ကြာမှမရှိသေးဘူးပေါ့နော်အဲ့လိုပဲဟုတ်ကဲ့ပါဟုတ်ကဲ့ပါဆရာဟုတ်ကျေးဇူးပါဆရာအဲဒါတော့ပေါ့နော်နောက်လူနာတယောက်မေးထားတာပေါ့ဒါဟိုသူကတော့ဟိုစီချိုဆရာဝန်ကြီးတယောက်ရဲ့ဒီဒီ talk တစ်ခုမှသူကြားဘူးတယ်နဲ့တူတယ်အဲ့ဒါဘာလဲဆိုရင်အစာရင်ကိုခွဲခွဲပြီးတော့သူကအစာရင်သေးလိုက်တာပေါ့နော်အဲ့လိုသေးလိုက်တဲ့နီးရတဲ့အဲ့ခွဲနီးရပေါ့နော်တိတ်တဲ့အဲ့ခွဲနီးတောင်းသိကျင်တယ် နော်ပြီးခါကြရင်အဲ့ခွဲနီးရမြန်မာပြည်မှာအလုပ်လုပ်ရမယ့်အသိချင်တယ်အဲဟုတ်တယ်သူကအဲ့ဒါတော့အစာရင်ချုပ်တဲ့ခွဲနီးပေါ့နော်ပြောတဲ့စီးကျိုးဆောင်ဆိုကျွန်တော်တို့ဆရာသုံးဖို့ဆရာမတရားပဲဖြစ်မယ်ထင်တယ်နော်အဲ့ဒါကဟိုအင်္ဂလိပ်လိုတော့ bariatric surgery ပေါ့ bariatric surgery ဆိုတာအစာရင်ကိုသူကဟိုသုံးဖို့နှပုံလောက်ဖြတ်ထုတ်ရင်ထုတ်မထုတ်ရင်လည်းပိုင်းသေးသေးလေးခြံထားပြီးတော့ဥဒိန်နဲ့တွေ့ပြီးလိုက်တာပေါ့တွေ့ပြီးတော့အဲ့ဒါခွဲလိုက်လို့ရှိရင်အစာရင်ကတီးသွားတဲ့ခါကျတော့အစားလည်းအများကြီးစားလို့မရတော့ဘူးစုပ်လည်းအများကြီးစုပ်လို့မရတော့ဘူးဆိုတော့ လူပိန်ွားပေါ့လူပိန်ွားတာပေါ့လူပိန်ွားတော့အဲစီချိုပျောက်သွားနိုင်တာပေါ့နော်စီချိုပျောက်သွားနိုင်တယ်ပြောက်သွားနိုင်တယ်ဆိုစကားလုံးသုံးလိုက်တော့ပျောက်သွားနိုင်တယ်ဟုတ်လားခဏပျောက်သွားနိုင်တယ်ပျောက်တယ်ဆိုရင်ချို့ရဟိုမြန်မာစကားလုံးနဲ့ကတော့ဟုတ်တယ်အင်္ဂလိပ်မှာတော့ QR ပေါ့နော် QR ရေ remission ရေနှမျိုးရှိတာအဲပူပြီးတော့သုံးတင်တာတော့တို့က remission လို့သုံးတာ remission ဆိုရင်တို့က အဲမြမလူအလွဲပြန်ရင်တော့ခဏပြောက်တယ်ဆိုပုံမှန်တာပေါ့ခဏဆိုတာခဏဆိုတော့လေခတ်တာဟိုပေါ့နော်ခဏလီလားဆိုပြောကြရစီအဲ့လိုမဟုတ်ဘူးပေါ့တချို့လေဟို9နှစ်10နှစ်လောက်ကိုလေ9နှစ်10နှစ်လောက်ဩတိရကိုထိုးရပါ9နှစ်10နှစ်လောက်ကပျောက်သွားတယ်ဆိုတော့တောက်စေးတောက်ရှာမလို့တော့ဘူးထိုးစေးထိုးစားမလို့တော့ဘူးဒီတိုင်းနဲ့ထိန်းထားနိုင်လူတိုင်းတော့မဟုတ်ဘူးနော်သူကခွဲလိုက်လို့ရှိရင်3ယောက်မှ1ယောက်ဒါမှမဟုတ်2ယောက်မှ1ယောက်ပေါ့နော်3မို့2မို့ဒါမှမဟုတ်တစ်ဝက်လောက်ကတော့ အောင်ယူရသွားတယ်ရသွားပြီးရင်9နှစ်10နှစ်လောက်တိတိကတောက်ဆေးကိုထိုးဆေးကိုထိုးကြမလို့တော့နောက်မှအချိန်တန်ရင်တော့သူကပြန်ပြီးတော့တောက်ရနိုင်တယ်ထိုးရနိုင်တယ်ဆိုတော့လုံးဝတစ်သက်လုံးပြောက်သွားတော့မဟုတ်ဘူးပေါ့နော်မဟုတ်ဘူးစီချိုကတော့တစ်သက်လုံးပြောက်သွားမှမဟုတ်ရေရှည်ထိန်းရမှာဆိုတော့ဒီပြောက်သွားရင်လည်းပြောက်သွားတဲ့အနေအထားလေးကိုဆက်ထိန်းထားမှာပေါ့သူကတော့သိကျင်တယ်ဆိုတော့ဘလို့ဘလို့လူမျိုးကလှုပ်တင်လဲဆိုတော့သူကစီချိုမရှိလေလှုပ်လို့ရတယ် စည်းကြိုမရှိလဲ BMI အရမ်းများရပါတော့ BMI ဆိုတာကတော့ဟိုကိုယ်ခန္ဓာကိုယ်အလေးချိန်လေအလေးချိန်ကီလိုဂရမ်နဲ့တွက်လိုက်တော့ပြီးတော့အဲ့ဒါကိုတည်ပြီးတော့ကျွန်တော်အရမ်းအမြင့်ကိုမီတာပေါ့စင်တီမီတာမဟုတ်မီတာကို square တင်ပြီးတော့စားလိုက်ရင်ထွက်လာပါတော်တော်များတော့တည်ပြီးသားပေါ့ BMI ထွက်လာလို့သူက40ကျော်ရင်စည်းကြိုမရှိလဲလို့လို့ရအော် BMI 40 criteria 40နော်40ကျော်ရင်လို့ပေါ့နော်ဒါမှမဟုတ်35ကျော်တယ်တချို့လည်း30နဲ့လက်ခံတယ်30ကျော်တယ်35ကျော်တယ်ကျွန်တော်ကစီတော့ နောက်ဆက်တွဲတွေရှိတယ်ပေါ့ခုနစီဂျိုသွေးဂျိုတို့သွေးတို့တို့နောက်8 house shoe bait ယောဂါတို့ဒါမျိုးတွေရှိတယ်ဆိုရင်လည်းသူကလှုပ်လိုက်ပေါ့လှုပ်လိုက်လို့ရှိရင်8 house shoe bait အဲ့ရ shoe bait ပေါ့ခုနောက်ပိုင်းတော့အဖြစ်များတယ်လေ obstructive sleep apnea ဩဩ8တဲ့ချိန်က8တဲ့ချိန်မှာဟောက်ပြီးတော့အသက်ရှူရေးရသွားတာအဲသူကရေပွားအဖြစ်တော့အသက်ရှူဆက်လေးတက်တက်ပြီးအိတ်ရတယ်ပေါ့နော်ဝါးတဲ့သူတွေမှာပိန်နေသူတွေခါလေးဖြစ်တယ်ပိန်နေသူတွေဖြစ်တယ်အဲ့ဒါဆိုအဲ့လိုဝါးတဲ့သူတွေမှာဆိုရင်ရှင်တော့အဲ့ဒါလေးလှုပ်လိုက်ရင်တက်တာပါမှာပေါ့အဲ့ရ shoe bait ယောဂတက်တာစီဂျိုလေဆိုလေ၃ပုံ၃ပုံလောက် ပျောက်သွားနိုင်ခြင်းရှိတယ်ပေါ့နော်ဟိုစိတ်တော်စိတ်ဝင်စားကြအောင်ဒါပေမဲ့အကောင့်နေပဲလားဆိုအဲ့လိုလည်းမဟုတ်ဘူးသူလည်းသူ့သူဆိုးဆိုးလေးရှိတာပေါ့နော်ခွဲပြီးကလာဆိုသွေးထွက်နိုင်တယ်ပိုးဝင်နိုင်တယ်နော်နောက်တစ်ခါကျရင်လည်းလိုရလို့ဟိုမလုံလို့ပြန်ခွဲရတာမျိုးလည်းရှိကောင်းရှိသွားနိုင်တယ်ရေရှည်လည်းဘာလို့လို့လဲဆိုတော့ရေရှည်လည်းသူကအဟာရပြပြဘောကမရတော့ဘူးပေါ့မရတော့တော့ဒီတက်ထူတက်တို့တက်ဆောင်တက်တို့အဲ့ဒါဒီကိုလိုက်မိဝဲရမယ်လိုရရင်ဗိုက်တာမင် B12 တွေထိုးရမယ်တန်တဲ့အားစီးတွေ ောက်ရမယ်။ခွဲပြီးရင်လည်းတော်တော်ကြီးဆိုင်တော့ခွဲပြီးရင်လည်းဟုတ်တယ်ဖြည့်ဆွဲအားကြီးတွေတောက်ပြီးတော့လုတ်ပြီးတော့หนีရတာမျိုးရှိနိုင်တယ်။တချို့ကြီးလည်းအဲ့လိုခွဲထားတော့အဆိုင်လေးကတီးနေတော့စားလိုက်ပြီးရင်ဗိုက်တင်းတာတို့လေးပွားတာတို့နော်ပြီးလို့ရှိရင်အဲ့အဆိုင်တီးတီးလေးကနေပြီးတော့ဝဝနဲ့အဆိုင်တွေကဥတည်နေတော့မမြင်ဆင်းသွားတော့လေ။နေလို့မကောင်းတာမူးတာတွေချွေးပြန်တာတွေဒါမျိုးတွေတော့ရှိနိုင်တယ်လူတိုင်းတော့မဟုတ်ဘူးပေါ့နော်တချို့တွေမှာရှိနိုင်တယ်ဆိုတော့အကောင်းကြီးပဲလဲမဟုတ်ဘူးဒါပေမဲ့သူ့ criteria ဝင်သွားတယ်ပေါ့ဟိုကလည်းတော်တော် BMI 35ကျော်တယ်စီဂျိုလည်းရှိတယ်ဆိုရင်တော့အဲခွဲလိုက်ရင်တော့စီဂျို အဲတချို့တော့ပျောက်သွားနိုင်တချို့တော့ပျောက်သွားနိုင်တယ်ပေါ့နော်ဒါမဲ့ခုနဒုတိယမိကွာမြန်မာပြည်မှာဟောဒီခွဲစိတ်နီးကိုလုံးလို့ရလုံးလို့ရပြီလားလုံးနေကြတယ်ကျွန်တော်တို့ကခွဲစိတ်ရှာမှာမဟုတ်ဘူးပေါ့နော်ဒါမဲ့လုံးနေကြတဲ့စာချင်းတွေရှိတယ်အရင်တူနေကြတော့မဟုတ်ဘူးလုံးတော့လုံးနေကြပါဟောဟုတ်ကဲ့ပါဟုတ်ကျေးဇူးပါဆရာဒီမိကွာတော့ပေါ့နော်ဒါကတော့ဆရာအကျိုးစီးကျိုးပေါ့နော် pre diabetes အဆင့်ပေါ့နော်အဲသူမေးထားတဲ့မိကွာအကျိုးစီးကျိုးဒီ pre diabetes အဆင့်မှာ lifestyle exercise diet ပေါ့နော်ဒါကိုနဲ့ပဲတဲ့သူကထိန်းသိမ့်သလားတဲ့အကယ်၍စေဝါလိုအပ်ရင်တဲ့အဲဘလို့အခြေအနေမျိုးဆိုရင်စေဝါလိုအပ်မလဲနောက်ပြီးတော့ metformin အပြင်နဲ့ pre diabetes အတွက်တဲ့တခြားဆေးတွေရောရှိပါသလားသူကတော့တော်တော်သိတယ်တင်နော် medical person မလားမသိဘူးသူမိသားမိကွာ pre diabetes ကိုသူကဆေးမတောက်ဘဲနဲ့သူက lifestyle နဲ့ exercise diet နဲ့ပဲသူကထိန်းကျင်တယ်အကယ်၍သူကဆေးတောက်ရပြီဆိုရင် ဘာကြောင့်ဈေးသားရလဲပေါ့နော်အဲ့ဒီမှာမှ तू က metformin အပြင်နဲ့ pre diabetes ဆိုအခြားဆေးတွေရောရှိပါသလားဟောအဲ့တော့ pre diabetes ဆို medic ကဘယ်ခါသတ်မှတ်လဲပေါ့နော်ဘယ်ခါသတ်မှတ်လဲဆိုတော့ကျွန်တော်တို့၃လပြည့်မြအစီဂျို HbA1c ဖောက်လိုက်တယ်ဖောက်လိုက်လို့5.7နဲ့6.4ပေါ့6.5ဆိုရင်တော့စီဂျိုဖြစ်သွားပြီအဲ့တော့5.7နဲ့6.4ကြားဆိုတာအကျိုးစီဂျိုပေါ့ဒါမှမဟုတ် net fasting ဘာမှမစားဖောက်လိုက်လို့100ကျော်ရင်ပေါ့နော်100နဲ့125ဆိုရင်ဒါအကျိုးစီဂျို ဟောဆရာတရားတရားဆိုတာ ਨੇ အကျိုးစီးကျိုးဖြစ်ပါတယ်ဘာလို့ဟောဒါကတော့ဟိုဒါကတော့ဟိုစတန်ဒတ်နှစ်ခုရှိတယ်ဥပမာအမေရိကန်အလိုရဆိုရင်တော့အမေရိကန်နိုင်ငံကသတ်မှတ်ချက်ရတော့သူ့နိုင်ငံသားတွေကိုတရားကြောင်းအကုန်လုံးအကျိုးစီးကျိုးပဲဒါပေမဲ့နည်းနည်းလေးရှော့ရှော့ပေါ့ပေါ့လည်းရှိတယ်ပေါ့နော်ဥပမာ WHO ကအရဆိုရင်တော့သူက130အထိလက်ခံဒါပေမဲ့ကျွန်တော်တို့ကတော့ဘာဖြစ်လဲအမေရိကန်စတန်ဒတ်ပဲပေါ့နော်ကျွန်တော်တို့ကတော့တရားကြောင်းအကျိုးစီးကျိုးလို့ပဲသတ်မှတ်ထားတော့လည်းဘာမှလည်းမဖြစ်ဘူးပေါ့နော်ပို့ပြီးတတိထားမိတာပေါ့နော် နောက်တစ်ခုကတော့အချိုရည်တောက်ပြီး2နာရီလေတကြားရည်85 75 gram တောက်ပြီးတော့2နာရီနေလို့ဖောက်လိုက်ရင်140လူကောင်းဆို140အောက်ပဲရှိအောင်140နဲ့196ဆိုတာအချိုစည်းကြိုပဲအဲ့တော့အခုမိတာအဲ့အချိုစည်းကြို pre diabetes ဆိုရင် life size ဘာလို့ရမလဲဆိုရင်တော့ဘာလို့ရမလဲပေါ့ဟိုသူက life size နဲ့ပဲသူကထိန်းထိန်းထားထိန်းထားရမလားလို့အဲ့ဒါပဲလို့ရမှာအဓိကနဘဲကတိကတော့အဲ့ဒါအဓိကအဲ့ဒါဘာလို့ရမလဲဆိုတော့ life size ဆိုရင်ပို့ပြီးတော့ toilet တဲ့ပုံစံနေရမယ်လေ့ကျင့်ခန်းလို့ရအောင်လေ့ကျင့်ခန်းဟိုပိန်တာပိန်တာတကယ်တော့ လေ့ကျင့်ခန်းလုံးအောင်နိုင်ဘက်ဒီနေ့နိုင်ဘက်ပြန်ပြပေါ့နော်တပတ်ကိုသူကမိနစ်150ဆိုတော့တပတ်ကိုတနည်းကိုနိုင်ဘက်နဲ့5ရက်လုံးအောင်အော်တနည်းကိုနိုင်ဘက်5ရက်5ရက်အဲပြန်ပြချင်းကျွန်တော်ပြောလိုက်တာပေါ့သူကတော့တပတ်ကိုမိနစ်150လုံးဆိုပြီးပြောလိုက်တာနော်တပတ်50အဲ့လိုမျိုးလုတ်ခိုင်းနေနောက်တစ်ခုကတော့ဝိချာအဝိချာ ဝိတ်ချမယ်ဝိတ်ချမယ်ဘယ်လောက်ဆို5 to 10%ချမယ်ဟိုကက15အဲ့ဒါဝိတ်ဆိုတာကျ BMI ကိုချခိုင်းတာလားဒါမှမဟုတ်ဒီပေါင်ပေါ့ပေါင်လက်ရှိပေါင်ဝိတ်ချအောင်ဝိတ်ကိုလက်ရှိပေါင်လက်ရှိပေါင်တော့ပေါင်150ရှိပါတယ်ဆိုရင်10ပေါင်15ပေါင်လောက်ချအောင်15ပေါင်လောက်ချအဲ့ချတာတော့အစားတောက်နေပေါ့နော်အစားတောက်ကယ်လိုရီရှော့စားမှာကိုသုံးတာတစ်ဆိုင်စားတာကိုကယ်လိုရီရှော့ရမယ်နောက်အစားရွေးစားမှာပေါ့အစားကိုကာဘိုဟိုက်ဒရိတ်တွေဆိုရင်ရှော့စားရမယ်ဒီပြည့်ဝစီဆိုရင်ရှော့စားရမယ် နော်ပူစားမာတွေကဒီအမြင်ပါတဲ့စားတွေဟင်းဒီရှင်ရွက်တွေအသားအသားငါးတော့တော်နေပေးစားတယ်အသားငါးပူစားခိုင်းတယ်ဗောနော်ပူစားအဲ့လိုမျိုးဓာတ်နံပါတ်1ပဲဒါအဲ့တော့ခုနကသူမိတာမဖော်မင်ကိုရောပရီဒိုင်ဗီတီအတွက်အချားစေးရောရှိပါသလားခုနကခါပဲတော့မဟုတ်မဖော်မင်လည်းပေးတာရှိတယ်မဖော်မင်ပေးတယ်မဖော်မင်လည်းပေးတယ်ဘယ်ခါပေးလဲဆိုတော့သူကဖြစ်နိုင်ချေများရင်ပေးတယ်ဗောဖြစ်နိုင်ချေများဆိုတော့ငငယ်ငယ်ရွယ်လေးကအကျိုးစီးကျိုးဖြစ်နေဖြစ်နိုင်ချေများဥပမာအသက်60အောက်မှာဖြစ်တယ်ဆိုရင် စီးကျူကဖြစ်သွားနေခြင်းများရင်ပြီးလို့ရနောက်အထူးသဖြင့် BMI များရင်ပေါ့ BMI ကနော်35ကျော်တယ်ဆိုလို့ရှိရင်အဲဝရတော်တော်ဝရတယ်ဆိုရင်မဖော်မင်လေးပေးတင်တယ်တို့ကမျိုးသမီးတွေဆိုရင်တို့ရကိုဝင်ဆောင်တဲ့ချိန်မှာကိုဝင်ဆောင်စီးကျူဖြစ်ထားဒါဆိုသူဖြစ်နိုင်ကြအရန်များနေအဲ့ဆိုတော့ပေးထားလိုက်တော့ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်မဖော်မင်ပေးထားလိုက်အဲ့လိုမဟုတ်ဘူးဆိုရင်တော့ဒီ life cycle လေ့ကျင့်ခန်းရဲ့အစားအသောက်ရဲ့နေပဲထိန်းထားတယ် သူကတခြားစီးပါစီးလဲပါတယ်နော်တခြားပါစီးတခြားပါစီးလဲဆိုတော့ဟိုအခုနောက်ပိုင်းတော့နာမည်ကြီးလာစီးတမျိုးရှိတယ်ဟိုတရဝင်းအတိမတ်ပြူတာ FT အတိမတ်ပြူတော့မဟုတ်ဘူးပေါ့နော် GLB1 အကုန်နဲ့ဆိုပြီးတော့လीစီမာဂလူတိုက်တောက်စီးတို့ထိုးစီးတို့လေရာဂလူတိုက်ထိုးစီးတို့ဆိုတာကဒီပုံမှန်ပပိကပြည်သူသားမှာနာမည်ကြီးတာတော့ပိန်စီးထိုးစီးဈေးကြီးတဲ့ထိုးစီးပိန်စီးဆိုအရင်နာမည်ကြီးတယ်လीဟိုပိန်ကျင်တဲ့သူတွေအကုန်လုံးထိုးကြတာပေါ့နော်အဓိကတော့စီးကြိုစီးပေါ့ဒါပေမဲ့ ီလိုမရှိတဲ့သူတွေထိုးလို့ရဆိုတော့ထိုးကြရတယ်ပိန်ကြရတယ်ဆိုတော့အဲ့ဒီဆေးကိုလည်းတရားဝင်တော့အသိမှန်မပြုသေးဘူးဒါပေမဲ့အဲ့ဒီဆေးကိုအရန်ဝါတွေပေးကြည့်တဲ့ခါမှာဒီအကျိုးကနေပြီးတော့တကယ်စီးကျိုးမဖြစ်အောင်တားတာကိုတွေ့ရနောက်ပိုင်းတော့ပါလာလိမ့်မယ်လို့ထင်တယ်ဒါပေမဲ့လောလောဆယ်အထိတော့အသိမှန်မပြုသေးဘူးဒါပေမဲ့အဲ့ဒီဆေးကတော့အလားအလာအကောင်းဆုံးဆေးအနေနဲ့ရှိနေတယ်ပေါ့နော်လောလောဆယ်တော့ဟုတ်ဒီမိကုန်းနဲ့ဆက်ဆက်ပြီးတော့ဘောနော်ဆရာဟိုတိကျနေတာလေဆရာဒါ pre diabetes ပေါ့နော်ဒါ diabetes မကူးခင်ပေါ့နော် ဒီ pre diary ဖြစ်ပြီဆိုရင်ဘယ်နဲ့နှစ်ကြာရင် diary ဖြစ်ပြီအဲ့လိုရှိလား formula ရှိတယ်အတိကြတော့မဟုတ်ဘူးအရာရာလေအရာရာဟိုဘေးရင်လိုမျိုးလေအဲ့လိုလုပ်လို့မရဘူးပေါ့နော်သူတို့သူတေသနာရှိတယ်သူကစောင့်ကြည့်လိုက်လို့ရှိရင်သူက9နှစ်စောင့်ကြည့်ရင် pre diary 3ယောက်မှာတယောက်ကစီးလို့ဖြစ်သွားဒါပေမဲ့ဟိုခုနပြောလို့ပေါ့အဲ့၃ယောက်လုံးကလည်းအင်မတန်ဟို motivate ရဖြစ်ဖြစ်နဲ့ကြိုးစားရင်တော့လေ၃ယောက်လုံးဖြစ်ချင်မှာဖြစ်မှာပေါ့ဒါပေမဲ့ရေဘူးကသူ့စေတနာတွေရတော့ ပရီဒါဗီတီဖြစ်တယ်စောင့်ကြည့်လိုက်တယ်ဆိုရင်9နှစ်နေရင်3ယောက်မှ1ယောက်လောက်ကတော့စီဂျိုစီဂျိုဖြစ်သွားနိုင်တယ်ရှိတာပေါ့နော်အဲ့တော့ကျွန်တော်လည်းကျွန်တော်တို့လူနာကိုပြောပြတာပေါ့ပရီဒါဗီတီရှိနေရင်ဟိုစူးစမ်းရင်စူးစမ်းမစူးစမ်းရင်နောက်9နှစ်နေရင်ဖြစ်သွားနိုင်တယ်သုံးပုံတစ်ပုံရှိတယ်ပေါ့အဲ့တော့ဒီလူနာကသူကပရီဒါဗီတီအစ်စ်မှာသူကမဖော်မင်ကိုသူကတောက်ချင်တယ်ဆိုတော့အဲ့9နှစ်ကိုသူကစန့်ချင်တယ်ဒါပေါ့ဆွေဟိုအဲ့ဒါတောက်ထားလိုက်လို့ရှိရင်နောက်9နှစ်မှာမဖြစ်တော့ဘူးပေါ့9နှစ်တို့10နှစ်တို့နောက်ကိုနောက်ကိုစုပ်လိုက်